ချက်စီကစားနမှာဟောအော့စကာတို့တီးတဲ့ဂုံပြူမှုဗီဒီယိုတစ်ခုမင်္ဂလာပါချက်စီအင်ဘွာရမြန်မာနေပြီးတော့ကြိုဆိုလိုက်ပါတယ် ကျွန်တော်တို့ရဲ့ဂွန်းလက်ကစားသမားဟောင်းဖြစ်တဲ့အော်စကာဆိုရင်တော့ဒီနေ့လေးကျင်ကန်အဆီဇင်မှာသူတည်မေမျောလွတ်သွားခဲ့တာကိုကျွန်တော်တို့ကြားသိရပါတယ်။သူရဲ့ဆေးဆေးချက်အဖြစ်ရတော့နှလုံးရောဂါခံစားနေရတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးဒီကစားသမားဘဝနေပြီးတော့အနာကြီးကိုစဉ်းစားနေပြီးဆိုတဲ့သတင်းလည်းကျွန်တော်ထပ်ပေါ်လာခဲ့ပါတယ်။ကျွန်တော်တို့အော်စကာကိုဆိုရင်တော့ဒီကျွန်တော်2012ကနေပြီးတော့ခေါ်ယူခဲ့တဲ့ကစားသမားလေးက2019အထိကစားပေးခဲ့ပါတယ်။ ွဲပေါင်း203ပွဲအထိကစားပေးခဲ့ပြီးတော့38ကိုအတွင်းက38ကိုအထိကိုဖန်တီးယူပေးနိုင်ခဲ့တဲ့ကစားသမားတယောက်ဖြစ်ပါတယ်။အောင်မြင်မှုအနေနဲ့ဆိုရင်တော့ UEFA Europa League, Premier League, Liga 2ကိုကျွန်တော်ဒီစုခိုးခဲ့တဲ့ကစားသမားတယောက်ဖြစ်ပါတယ်။သူ့ရဲ့ဒီခြေစားအဆိုရင်တော့ဖြစ်လူသူ့ရဲ့ပုံစံဟာလူကောင်သေးတယ်။လှပတဲ့ကစားဟန်တစ်ခုကိုဖော်ကျူးထားတယ်။ ဘရာဇီးလား PP စကေးကောင်းတယ်ဒီဘောလုံးထိမ့်သိမ်းကျဉ်းမှုရှိခဲ့ဖန်နည်းမှုတွေကောင်းတယ်အဆုံးသက်ပိုင်းမှာဒီတိကျတဲ့အဆုံးသက်မှုတွေရှိတဲ့ကစားသမားတယောက်ဖြစ်ပါတယ်နောက်ပြီးတော့ရုပ်ရည်နဲ့ချော်မော်တဲ့လူငယ်ကစားသမားလေးတယောက်ဖြစ်ခဲ့ပါတယ်ချော်စီးတဲ့မှာကျွန်တော်အများကြီးကြည့်ခဲ့ပူပါတယ် front number drawer jewelry ဒီ actually ကိုဒီ oscar ဖာလီကန်ပီရီဟာဇာဂျူရမာတာအနောက်အခုဆိုရင်တော့ကိုပါမစားတဲ့ကစားသမားတွေအားလုံးကိုကျွန်တော်ကြည့်ခဲ့ဘူးပါတယ်ရင်ခိကကစားသမားတွေကိုလည်းကျွန်တော်ကြည့်ခဲ့ဘူးပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒီ Chelsea အသင်းမှာအကောင်းဆုံးကစားသမားကျွန်တော်အတွက်အကြိုက်ဆုံးကစားသမားလို့ပြောပါဆိုရင်တော့ကျွန်တော်က Oscar ပဲဖြစ်ပါတယ်ဟုတ်ပါတယ် Oscar ပါ Oscar ဟာကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်ဘာလို့ကြိုက်ရလဲဆိုရင်တော့ကျွန်တော်ကို major ပါလိမ့်မယ် ဒီချက်စည်းသင်းမှာကစားသမားကောင်းတွေအများကြီးရှိတဲ့တားနဲ့ဒီလိုမျိုးစကေးပိုင်းတွေဒီလိုပေးဆက်တဲ့ကစားသမားတွေအများကြီးရှိတဲ့တားနဲ့ပါလို့အော်စကာကိုကြိုက်တာလေးဆိုမေးတဲ့အခါကျရင်အော်စကာကကျွန်တော်နဲ့ဒီအပြင်မှာကစားတဲ့ကစားပုံချင်းတူညီမှုရှိတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်။သူကကန်စစ်ကိုလည်းကူနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။တိုက်စစ်ကိုလည်းကူနိုင်တဲ့ တိုက်ပါနိုင်တဲ့ကောင်မတယောက်ဖြစ်တဲ့သူ့ရဲ့အကောင်းဆုံးနေရာဟာကျွန်တော်တို့ဒီ AM road တစ်ခုမှာဖြစ်တဲ့သူ့ရဲ့ဒီဖန်တီးပေးမှုရဲ့တူအစိတ်လေးတွေကျွန်တော်တို့အများကြီးမျှော်လင့်ခဲ့ကြဘူးတဲ့အဲ့ဒီဒီမာဇာကာဆိုတဲ့ကျွန်တော်တိုက်စစ်တွဲလုံးကိုကျွန်တော်တို့အများကြီးမျှော်လင့်ခဲ့ကြတယ်ပမာတာအော်စကာအီရီဟာဇာ ဒီ၃ရောင်းတဲ့ကျွန်တော်တွေဟာဒီຢာတိတစ်ခုလုံးကိုခက်သန်းခဲ့ဘူးပြီးတော့ကျွန်တော်တွေ twin go ပေါင်းအများပြားကိုအတွဲဖက်ကနေတစ်ဆင့် twin go တွေရဲ့အစစ်တွေအများကြီးရရှိခဲ့မှုပါတယ်ဒီလိုမျိုးအစုအဖွဲ့ကိုတတ်ခဲ့တဲ့ညီပြားကတော့ညီပြားမော်ရင်ဟိုပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ဒီခဏဝင်ညီပြားကြီး မော်ရင်ဟိုပဲဖြစ်ပါတယ်သူဒီပမာတာရဲ့ခါစစ်လိုက်ပါနိုင်မှုကိုမကျေနပ်တဲ့အတွက်ကြောင့်မလို့သဘောမချတဲ့အတွက်ကြောင့်မလို့ ူဒီအရန်ခုံမှာထိုင်ခိုင်းထားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဒီ Man United ကိုပြောင်းသွားခဲ့ပြီးတော့ကျွန်တော်တို့ရဲ့ဒီနှစ်ပေါင်းများစွာအထိကျွန်တော်တို့တောင်းတလို့ရမယ်။လှပွားတဲ့ကစားဟန်တစ်ခုကိုရှိမယ်။ကျွန်တော်တို့မာဇာကာဆိုတဲ့ဝင်းလင်တိုက်စစ်ဖွဲ့စည်းရာပြတ်သုံးသွားခဲ့ပါတယ်။မိပြမော်ရင်ခိုနေရဲ့သူ့ရဲ့အတ္တကိုကြည့်ရလို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်။သူ့ရဲ့ကစားဟန်တစ်ခုဟာချက်စည်းတင်းရဲ့အနာဂတ်နောက်9နှစ်ဒါမှမဟုတ်10နှစ်အထိကိုပါ ဒီမျောမှန်းလို့ရတဲ့အောင်မြင်မှုတွေအလီလီစွခုနိုင်တဲ့ကစားသမားတွေရဲ့အစိုးအဖွဲ့ကိုဖျက်ဆီးလိုက်ခြင်းလို့ပဲကျွန်တော်အနေနဲ့မြင်တယ်။ကျွန်တော်ဒီနီးပြမော်ရင်ဟိုကိုကြိုက်တဲ့ထင်မှာပါတဲ့ကစားသမားတရားမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူဒီခံစစ်ကိုအသာပေးတဲ့နီးပြတရားဖြစ်တယ်။ စိတ်သက်ပိုင်းမှာကြောတော့တော့ကျွန်တော်ကြိုက်တယ်ချက်စီးတင်းဆိုတာမော်ရင်ဟိုနဲ့တသားလေးရှိရဲ့အတင်းစင်းဆိုတာလည်းမှတ်ပါတယ်ဒါပေမဲ့သူ့ရဲ့အချို့သောလုပ်ရက်တွေဟာလည်းအတင်းပေါ်အများကြီးကောင်းခဲ့သလိုအချို့သောလုပ်ရက်တွေကလည်းအတင်းပေါ်အများကြီးထိခိုက်ခဲ့ပါတယ်ဒါကိုကျွန်တော်တို့ချက်စီးပြစ်တဲ့ဒီအားလုံးသိကြပါလိမ့်မယ်ဒီလိုမျိုးဘလူလာအတဲ့အတ္တတွေကိုရှေ့တန်းတင်ပြီးတော့ကြောင်းကိုကျွန်တော်ချက်စီးတင်ရဲ့လူငယ်ကစားသမားအစုဖွဲ့ရာတကယ်ကိုကျွန်တော်ရဲ့လှပနေတဲ့ဒီလူမျိုးကစားဟန်တွင်ကို ဒီလိုမျိုးဒီ life ဖြစ်နေတဲ့အတွဲဟန်တခုကသူ့ကြောင့်မို့လို့ကျွန်တော်တို့ပျက်စီးသွားခဲ့ရပါတယ်။ဒါမှဒါကတော့ကျွန်တော်ဒီပြချက်စီတင်အော်စကာရဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ဆက်ပြီးတော့ပြောရဲစကားတခုဖြစ်ပါတယ်။အော်စကာအနေနဲ့ချက်စီတင်ပါကျွန်တော်စဝင်လာတော့ဆိုရင်ကျွန်တော်အီရင်ဟာဇန်နဲ့စတင်တွေ့ယူခဲ့တယ်။အဲဒီတော့ဆိုရင်အော်စကာကပို့ပြီးတော့တော့မှအီရင်ဟာဇန်ချက်တော့ပို့ပြီးတော့အရေးပါတဲ့ကစားသမားတယောက်အရင်ဖြစ်နေပါတယ်။သူ့ရဲ့ ဒီကွင်းတွေပိုင်းမှာသူ့ရဲ့စိုးမိုးနိုင်မှုတွေသူ့ရဲ့တိုက်ရှင်ပေါ်အဝေးကံချက်တွေဆိုတာချက်စီးအသင်းမှာကျွန်တော်တဖြည်းဖြည်းနဲ့နေရာယူလာခဲ့ပါတယ်။နောက်ဆုံးကျွန်တော်တွေကစားခဲ့တဲ့အမတ်ရနေတဲ့ပွင့်မှာဆိုရင်တော့ human ten နဲ့ဒီ PR လုံနဲ့ကျွန်တော်တွေဒီ Italy ရဲ့အကောင်းဆုံးကွင်းတွေကစားသမားတယောက်ဖြစ်တဲ့ PR နဲ့အတိုင်းဆိုင် ရှင်ပြိုင်ခဲ့ရတဲ့ကွင်းတွေဒီ champion ရှင်ပြိုင်တဲ့ကစားရန်တစ်ခုကိုကျွန်တော်တွေမြင်တွေ့ခဲ့ရပါတယ်။အဲဒီရာသီဆိုရင်ကျွန်တော်တွေကချန်ပီယံလိဂ်ကနေအုပ်စုဆင်မာတင်ကိုကျွန်တော်တွေထွက်ခဲ့ရတဲ့ရာသီတစ်ခုဖြစ်ပဲ။အဲချန်ပီယံလိဂ်စကူးရဲ့အသင်းဟာချန်ပီယံလိဂ်နောက်ရာသီမှာချန်ပီယံအုပ်စုဆင်ကနေပြုတ်ခဲ့တဲ့ပထမဆုံးအသင်းလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒီရာသီမှာဒီမိုပါလေးကိုစကူးနိုင်ခဲ့ပါတယ်။အော်စကာကိုကျွန်တော်ရာဒီမမျော်လင့်ဘဲနဲ့ကျွန်တော်ဒီမီဒီယာကွန်တီလက်ထက်မှာ ကျွန်တော်တို့ရောင်းထုတ်ခြင်းခံခဲ့ရတယ်။သူဒီဒီတရုတ်ကိုကျွန်တော်တို့ငွေကြီးအမြောက်များလာစားအမြောက်များနဲ့ကမ်းလှမ်းခဲ့တာကြောင့်မို့သူဒီတရုတ်တင်းကိုဒီတရုတ်ကလပ်တင်းကိုသူပြောင်းရွှေ့ခဲ့ပါတယ်။ဒီချင်းရချက်စည်းတင်းတန်လဲငွေကြီးအမြောက်များရရှိခဲ့တယ်လို့သူတို့တွေလာစားတဲ့အမြောက်များရရှိခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ကစားသမားဘဝအမြင့်မားဆုံးသော အောင်မြင်မှုတွေကိုတော့သူလက်လွတ်ခဲ့ရပါတယ်။တရုတ်မှာဆိုရင်တော့ဒီသူ့ရဲ့ ဒီကစားသမားအောင်မြင်မှုတော့ရခဲ့တယ်ဒါပေမဲ့ကစားသမားတိုင်းမျှော်လင့်နေတဲ့ Champion League တို့နောက်ထပ် Premier League ကိုစကူးနိုင်မှုတွေတော့သူလက်လို့ဆောင်ရှင်ပေးရတယ်အဲ့ဒါနဲ့သူသူ့ရဲ့ဒီနိုင်ငံအတင်းတို့ကစားခွင့်မှာသူတိတ်ပြီးတော့မရခဲ့တော့ပါဘူးအခုဆိုရင်သူဒီဒီဘရာဇီးပြတ်တင်မှာကစားနေတယ်နောက်ပြီးတော့အခုချိန်မှာတင်ဒီပြီးခဲ့တဲ့ရက်ပိုင်းတွေတင်အားကြောင့်အနားယူနေရတာနေပြီးတော့ ဟိုဖေးကျင်ရဲ့အစီအစဉ်မှာဒတိမေညောခဲ့တဲ့နှလုံးရောဂါဖန်ဆားနေရတဲ့အတွက်ကြောင့်မို့လို့သူဒီကစားသမားဘဝနဲ့အနားယူတော့မယ်လို့တတိယထောက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ဒီအော်စကာရဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးချက်စီးတင်ရဲ့ချက်စီးတင်မှာကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမားဒီအော်စကာဖြစ်ပါတယ်ဖန်နန်ဒီဖရန့်လမ်ဘာထက်တဲ့ပူချိုက်တယ်ဂျိုဒရော့ဘာထက်တဲ့ပူချိုက်တယ်ချိုကူးထက်လည်းပူချိုက်ပါတယ် နောက်ဆုံး Erin Hazard Technique ကိုကျွန်တော်ပုံကြိုက်ပါတယ်။ဒါဒီကျွန်တော်ရဲ့အကြက်ချင်းကျွန်တော်ရဲ့ဒီ personal ရအကြက်ချင်းတစ်ခုသာဖြစ်ပါတယ်။ဖြည်းဖြည်းကစားသမားအားလုံးကိုတော့ကျွန်တော်သဘောကျတယ်၊ကြိုက်တဲ့တဲ့။ဒါပေမဲ့အဲ့ဒီထဲကမှကျွန်တော်ဒီအကြက်သုံးလို့ပြောပါဆိုရင်တော့ကျွန်တော်ဒီကစားဟန်တစ်ခုကိုကျွန်တော်နဲ့ဒီကစားပုံချင်းနီးစပ်တဲ့ Oscar ကိုကျွန်တော်ဒီသူ့ရဲ့ကစားဟန်လေးကိုတစ်ခုအကြက်ဆုံးဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ဒီကျွန်တော်ရဲ့ကစားသမားဟောင်း Oscar ကို ပြန်လဲတက်တာလာပြီးတော့သူချစ်တဲ့မိသားစုကို သူအရင်ပြန်လဲအချိန်ပေးပြီးတော့သူမလိုချင်တဲ့ဆင်းရဲတဲ့ဘဝတစ်ခုကိုကျွန်တော်တွေဘယ်တော့မှမရရှိမရောက်တော့ပေနဲ့နောက်ဆုံးတော့ဒီမိသားစုကိုအချိန်ပေးရကျမ်းမာရေးကောင်းမွန်စွာနဲ့ဒီဘဝတစ်ခုကိုအေးစမ်းစွာဖြတ်တန်းနိုင်ပါစေလို့ကျွန်တော်ဘက်ကကျွန်တော်ရဲ့ဒီ Chelsea Gunners ဟောင်းကိုစုမုံကောင်းတောင်းပေးလိုက်ချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်